မင်္ဂလာပါအခုတင်ကြစာမှာကျွန်တော်တို့ဒီ text တွေကို edit လဲပြီးတော့လုပ်ရအောင်ပေါ့နော်အဲ့တော့ဒီပြင်ရန်ကအခုဘာမှလုပ်လို့မရသေးဘူးဗျာဟုတ်လားအဲ့ကောင်ဘာမှရှိလဲဆိုတော့အာ index gsx မှာရှိတယ်အဲ့တော့အောက်မှာအာဒီမှာ button ဖြစ်နေတယ်ကျွန်တော်က link l i n k link နဲ့အာတွားမယ်ပေါ့နော်ပြီးရင် href နဲ့ဘယ်လိုတွားမှာလဲဆိုတော့ဒီမှာလာပြီးကြည့်အောင်အာဒီမှာ edit route ရှိတယ်ပေါ့နော်အဲ့တော့ဒီမှာ text slash id slash edit ဒီလိုလာရမှာဗျာဟုတ်လားအဲ့တော့ slash text အဲကျွန်တော်ဒီမှာ javascript ရေးချင်တာဆိုဒီကြားလေးထဲမှာရေးမယ် slash text slash id ရဒီမှာ javascript ဒီပုံစံနဲ့ရေးလို့ရတယ်ဒီတော့ id byn slash edid edit ဒါပဲအဲ့တော့ဒီမှာအာကျွန်တော်ဒီမှာတို့လာဒီအောက်မှာပုံနေပြီအဲ့နှိပ်ကြည့်လိုက်မယ်ဘာမှနှိပ်လို့မရသေးဘူးဘာဖြစ်လို့လဲဆိုတော့အာကျွန်တော်တို့ရဲ့ controller မှာဘာအလုံးမှမလုပ်တာလို့ပေါ့နော်အဲ့တော့အာဒီမှာ edit ရှိတယ်အဲ့တော့ edit မှာ ဒေါ်လာဆိုင်ကဒီတာလို့ပဲပြောလိုက်မယ်အဲ့တော့ tax ကနေ fine နဲ့ fine ဒေါ်လာဆိုင် ID ကိုလဲပြီးတော့ရှာလိုက်မယ်ပြီးရင် return နဲ့ inia inasha render နဲ့ render လုပ်မယ်ဘယ်ကောင်လုပ်မအောင်ဆိုတော့အာ tax လဲ edit edit.gsx ကိုသွားမယ်အခုကျွန်တော်မှမရှိသေးဘူးเนาะခဏနေဖယ်ကြည့်မယ်အဲ့တော့ php array နဲ့ data person လဲပြီးလုပ်မယ် and dollar sign data ကိုလဲပြီးတော့ တည်သွားလိုက်မယ် text နဲ့ edit ကိုအဲ့တော့ဒီ text ထဲမှာ create ပဲရှိတယ် edit ကမရှိသေးဘူး copy ကူးလိုက်မယ်ဒီမှာ edit.gsx okay ဒီကောင်းလေးကို edit လို့ကျွန်တော်ပြအောင်မယ်ပေးအောင်မှာ export လုပ်လာတဲ့ကောင်ရှိတယ် edit လို့ကျွန်တော်ပြောင်းလိုက်မယ်အဲ့တော့တခြားဟာတွေကတော့ဒီတိုင်းပဲပေါ့နော်ဒီတိုင်းပဲတခြားဟာတွေကတော့အာဒီတိုင်းပဲအဲ့တော့ဒီချက်ဒီ ठी ပဲ range ကြီးအောင်ကျွန်တော်တို့အဲ့တော့အခုအပြင်ရအောင်ကျွန်တော်နှိပ်ကြည့်လိုက်မယ်ကို အဲဒါဆိုဒီမှာဖောင်ထွက်လာအဲ့တော့ဖောင်ထွက်လာတော့ဒီရဲ့အထဲထဲမှာ data တခါလဲ fill လုပ်ဖို့လိုတယ်ဘယ် data လဲဆိုတော့ကျွန်တော်တို့ဥပမာကုတ်ရေးမယ်ဆိုတဲ့ဟာကိုအပြင်ဒီမှာကုတ်ရေးမယ်ဆိုပြီးတန်းပေါ်နေဖို့လိုတယ်အဲ့တော့ create မှာလာပြီးကြည့်လို့ရှိရင်ဒီမှာ data မှာပါလာတယ်တွေ့လား process မှာလေအဲ့တော့အာဒီမှာ use page နဲ့ process ကိုဖမ်းလာတာရှိတယ်ဒီမှာ data ကိုကျွန်တော်လမ်းပြီးတော့တင်လိုက်မယ်ပြီးရင်ဒီကောင်ကိုကျွန်တော်ကသူ့ရဲ့ output ထားလိုက်မယ်ဘာလို့လဲဆိုတော့သူ့ကိုသုံးညင်လို့ပေါ့နော်အဲ့ဒီ data ကိုသုံးညင်လို့အဲ့တော့ဒီကြားထဲမှာ DA data.name ကိုကျွန်တော်တို့လမ်းပြီးတော့ဖန်ထားလိုက်မယ်။အဲဒါ data.name ဆိုတာဒီရဲ့ name ကိုပြောတာပေါ့နော်။ဒီ name ကိုယူလာလိုက်တာ။အဲတော့အဲတော့အဲတော့ဒီထဲမှာ value မှာဒါ name ပါတယ်။ Okay ။ဒါဆိုရင် automatic သူပြတော့ပြတယ်နေပြီဗျာကျွန်တော်တစ်ချက် reload တစ်ချက်လုပ်လိုက်မယ်။ဒီမှာတို့လာကုတ်ရေးမယ်ဆိုပြီးပြနေပေါ့နော်။အဲတော့ back ကိုတစ်ချက်နေလိုက်မယ်။ဒီမှာ text 1ကိုကျွန်တော်တစ်ချက်နေကြည့်မယ်ဒီမှာ text 1 auto လေးအပေါ်လာပြီပေါ့နော်ဒီမှာပြင်လိုက်မယ်ဆိုရင်သူ့ရဲ့ state က အပြင်သွားရမယ်ကျွန်တော်တို့မှတ်လာဒီကလေးပြင်သွားတယ် EDR နဲ့ edit ဒါဆိုရင်အဲ this one edit တယ် okay ဒီကောင်ပြီးသွားရင် create က create button မဟုတ်ဘူး edit update ပေါ့နော်ဒါမှမဟုတ်ပြင်မယ်ပေါ့ဗျာ okay ပြင်ပြင်ပြီ okay ညီမညီမနေမြန်မာဟန်နဲ့ကျွန်တော်တွားလိုက်မယ် okay အဲပြင်မျိုးကျွန်တော်နှိပ်လိုက်လို့ရှိရင်အပြင်းသွားရမယ်ပေါ့နော်။ Okay အဲ့တော့ပြင်တဲ့ကိစ္စကိုကျွန်တော်နောက်ထပ်သင်ခန်းစာတစ်ခုရအောင်ဆက်ပြီးတော့လုပ်ရအောင်အားလုံးကျေးဇူးပါ။